ဘတ်26သိန်း9000တန် Volvo XC40 Pure EV Harman Kardon Speaker တွေ၃ပေးထားတဲ့ Volvo XC40 အကြောင်းကိုဒီဗီဒီယိုထဲမှာဖော်ပြပေးထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ Car Brand တစ်ခုရှိရဲအဲ့ဒါဘာလဲဆို Volvo ပဲ။ 2025ခုနှစ်မှာ QREV တွေကြီးပဲထုတ်တဲ့ကားကုမ္ပဏီဖြစ်မယ်လို့သူ့ကိုယ်သူကြေညာထားတယ်။ကြောက်စရာကြီးတွားနောက်လို့မရဘူး။ Volvo ရဲ့ XC40 မှာဆိုလို့ရှိရင် model တစ်မျိုးထွက်တယ်။တစ်မျိုးကတော့ Pure Electric ပါ။နောက်တစ်မျိုးကတော့ Hybrid ပါ။ဈေးနည်းနည်းတက်တာတယ်။ဒီကားကဈေးကသွားရှုပ်လို့မရဘူး။ကားဘူးကြီးပဲမြန်မာငွေနဲ့ဆိုသိန်း1300လောက်ရှိတယ်။ Lithium Ion Battery ကိုသုံးပေးထားပြီးတော့75 kW အထိထည့်ပေးထားတယ်။500 km အထိသွားလို့ရတယ်လို့သူရေးထားတယ်ဗျ။ Hybrid ငွေနဲ့ဆိုရင်2.69 million baht ဆိုပြီးတော့ရေးထားတယ်။ကားရဲ့ design ဘိုင်းကိုဆက်ပြောလိုက်ပြီးဆိုတာနဲ့အရှိန်မှာ Volvo ရဲ့ logo ကြီးပြူးနေအောင်ထည့် ည်ပေးထားတယ်ဒါကတော့360 camera ဖြစ်ဖို့များတယ်ကားမီလုံးကိုအပေါ်တစ်ချမ်းအောက်တစ်ချမ်းကိုအလဲမှာဒေးလိုက်နဲ့ဖွဲပေးထားတယ်ချိန်ပါတယ်ဆန်ဆန်လေးလုံးတွေ့တယ် Volvo AC40 ကိုကျွန်တော်အနေနဲ့အကြိုက်ဆုံးအချက်နောက်ဖုံးမော်တာမှာစံစားပါတယ်။ကလေးတွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်ထိမိလိုက်လို့ရှိရင်နောက်ဖုံးကတော့အော်တိုပြန်တက်သွားတယ်။နောက်တစ်ချက်ကဒီအရှိန်မှာ cargo space ပါတယ်။ ဘက်ထရီက lithium ion ဘက်ထရီကိုသုံးထားပြီးတော့85 kW အထိသုံးမိရတယ်အဲ့တော့ range ကလည်း900 km အထိသွားလို့ရတယ်လို့ပြောထားတယ်သိစိတ်ဝင်စားစရာမကောင်းတာတော့ဈေးနှုန်းပဲခိုင်းပါတယ်2.69 million baht ဆိုတော့မြန်မာငွေနဲ့ဆို3300ဝန်းကျင်လောက်ရှိတယ်မြန်မာပြည်ကိုပို့တာတွေဘာတွေညာတွေဘာမှမပါသေးဘူးစစ်တော့အောင်ပါ